စိုးနောင်ဦးကတော့တော်တော်လေးကိုအားရဖို့ခေါင်းတယ်လို့ပရိသတ်တွေတော်တော်များများက ပြောကြတာတွေ့ရပါတယ်ကျွန်တော်ကိုယ်တိုင်လည်းတော်တော်လေးကိုသဘောကျပါတယ်ဒါပေမဲ့သူ့ကိုချစ်ခင်ကြတဲ့ပရိသတ်တွေမီဒီယာတွေတိတ်ပြီးတော့သူ့ကိုချစ်ကြတာမတွေ့ရသေးပါဘူးစကားလည်းအရင်မပြောတတ်ပေမဲ့လောက်ရတော့တော်တော်လေးကိုပြီးတာပါတယ်ပြောတဲ့အလုပ်ကပိုအရေးကြီးတယ်ဆိုတော့သဘောလားတော့မသိပါဘူး သူဝဲထိုးပြီးလို့သူနိုင်သွားပြီမယ်သူနားမှာသူ့ကိုချစ်ခင်ကြတဲ့ပြိတ္တိတိတ်မတွေ့ရသေးပါဘူးစိတ်ထဲမှာတော့နည်းဝမ်းနည်းမိတာပေါ့အပိယမှာအဲ့လိုလူစားမျိုးပါအရင်တော့ကသူရှုံးသွားတာထက်ထင်မှတ်မထားတဲ့အရာတွေသူပြောင်းလဲအောင် လုပ်ခဲ့တာတွေတွေ့ရပါတယ်ပရမပွဲကပရမပွဲကလည်းသူကြမ်းကိုကြမ်းလုပ်ရဲတယ်ဝင်ရဲတယ်ယူရဲတယ် လှုပ်ရဲကန်ရဲတဲ့ fighter ဆိုတာသိခဲ့ရပါတယ်။ဒါကြောင့်မလို့နိုင်တယ်လို့ပြောချင်တာ။တစ်ဖက်ရန်သူဖက်ကလည်းကြိုက်တယ်လို့ကောက်ွယ်ပါစေ။ရအောင်ထိုးနိုင်တဲ့အရေးချင်းရှိဖို့လိုတယ်။ fighter ဆိုတာ။တစ်ဖက်ရန်သူကလည်းကိုယ့်ကိုမင်းပါလေငါပါလေပြတဲ့အခါတွေမှာကိုယ့်အကူလုံးကြုံအောင်ကစားတတ်ဖို့အရေးကြီးပါတယ်။အဲ့ဒါတွေပါအဲ့ဒါတွေက ိုးနောင်ဦးရဲ့အထဲမှာသူ့ရဲ့အရေးချင်းတွေပြည့်ရှိနေတာတွေ့ရပါတယ်။ကျွန်တော်တောင်ဒီကောင်တော်တော်ကြမ်းလို့အင်တာဗျူးမှာစကားတွေပြောတော့မယ်ထင်တာ။သူ့ကိုအင်တာဗျူးဖို့တောင်မနှဲခေါ်ယူရတယ်တဲ့။တော်တော်အေးတဲ့ညီလေးပဲဆိုတာသိလိုက်ရတယ်။အဲ့ကမှညီလေးဒီထက်ကောင်းတဲ့ fighter ဖြစ်ပါစေလို့ကျွန်တော်ကတော့ဒီကနေစုမုံအောင်တောင်းပါပါတယ်။